မင်္ဂလာပွဲမှာဇပိုးဇက်ရံတွေနဲ့နာမည်ကြီးမင်းသားမင်းသမီးတွေကိုခွဲခြားဆက်ဆံလို့လူပြောများနေရဲ့ဆိုပြတဲ့ဇင်နဲ့ဟင်ဝီယံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်းထဲမှာအားလုံးပျော်ရွှင်စွာစောင့်ကြည့်နေကြတဲ့ပွဲကြီးတစ်ပွဲရှိပါတယ်ဒါကတော့ပရိသတ်ချစ်တော်တွေဖြစ်ကြတဲ့မင်းသားကျော်ဟင်ဝီယံနဲ့မင်းသမီးကျော်ဆိုပြတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲပါပဲဒီပွဲဟာဘလောက်ခမ်းနားလဲဆိုရင်အခမ်းအနား၆ပွဲတောင်ကျင်းပမယ် အတေးကအိတ်ခံပွဲကိုရန်ကုန်ဒူဂိုတဲမတ်စ်လိုမျိုးကျဲငါးပွင့်ဟိုတယ်ကြီးမှာလုပ်မယ်။ဖိဆာကအစာသားမှန်မဟုတ်တဲ့တန်ဘူးကြီးမှန်ပေါင်နေနဲ့ဖိတ်ကြောင်းမယ်ဆိုကြတဲ့ကအားလုံးကပါဇက်အဟောင်းသားနဲ့အားကြခဲ့ရပါတယ်။ဒါပေမဲ့ပျော်ရွှင်စရာမင်္ဂလာပွဲသတင်းတွေကြားထဲမှာအခုရက်ပိုင်းအတွင်းအလွန်အမင်းအတန်ထွက်လာပြီးတော့ဝေဖန်မှုတွေပြင်းထန်နေတဲ့တခုထွက်ပေါ်လာခဲ့ပါတယ်။ဒီကိစ္စရဲ့အစားကတော့ဟေးဝေရဲနဲ့ဆိုဗီယက်သင်းတို့ရဲ့ဒီခန်းနာလာတဲ့ဖိဆာတွေကို အဲ့ဒီတွင်စီကိုဘလို့ပို့ဆောင်ကံရွက်ခဲ့တယ်လဲဆိုတဲ့အပေါ်မှာအခြေတည်လာတာပါထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရှယ်မီဒီယာပေါ်ကပြောဆိုချက်တွေအရတော့ပွဲရှင်ဖြစ်တဲ့ဟင်းဝီရဲ့နဲ့ဇိုးပြေတဲ့ရှင်တို့က သူတို့ရဲ့လုပ်ဖို့ကင်ပန်းအမှုပညာရှင်တွေကိုဖိတ်ကြားတဲ့နေရာမှာနီလန်နှပြိုခွဲကြားကျင့်သုံးခဲ့တယ်လို့ဆိုပါတယ်။အမျိုးအစားတစ်မျိုးကတော့ VIP ပါ။သူတို့နဲ့ရင်းနှီးတဲ့နာမည်ကြီးထေတန်းမင်းသားမင်းသမီးတွေကိုဖိတ်ကြားတဲ့အခါမှာအထူးအေးတဲ့တော့ VIP အဖြစ်နဲ့သတ်မှတ်ပြီးတော့လေးလေးစားစားတခမ်းတနားနဲ့ဖိတ်ကြားခဲ့ပါတယ်။ဒါကတော့ကောင်းပါတယ်။အမျိုးအစားနှစ်ကတော့တာမန်မှာဒီနေရာမှာပြဿနာစပါတယ်။အမှုပညာလောကမှာသူတို့နဲ့အတူတူရိုက်ကွင်းပေါ်မှာပင်မန်းစင်ရဲခန့်ဇလန်းတပုတ်ဖြစ်မြောက်အောင်အတိအကပံ့ပိုးပေးနေရတဲ့ဇဘူဇန်ရဲ့တရားဥပဒေ ကိုဖိတ်ကြားတဲ့အခါမှာ VIP ဆိုတဲ့သတ်မှတ်ချက်မှာပါပဲ။တာမန်ရိုရိုအဲ့တဲ့အနေနဲ့ပဲဖိတ်ကြားခဲ့တယ်ဆိုတာပါပဲ။ဒီသတင်းထွက်လာတာနဲ့လူတွေကဒါဟာအစင်တန်းခွဲခြားမှုဆိုပြီးတော့လက်ညှိုးထိုးဝေဖန်လာကြပါတော့တယ်။အခုဒီပွဲကိုလာရောက်မဲ့အဲ့တဲ့တွေကိုအေးပါသူနဲ့အေးမပါသူဆိုပြီးတော့ခွဲခြားလိုက်တဲ့လုံရက်တွေဟာ မေကွန်ထုတ်စရာဖြစ်လာပါတယ်။ရုပ်ရှင်တကားဆိုတာမင်းသားမင်းသမီးနှစ်ယောက်ထဲနဲ့ရိုက်လို့မရပါဘူး။ဇက်ဘူဇက်ရံတွေရဲ့အသက်ပါတဲ့တရုပ်ဆောင်မှုတွေပံပိုးမှုတွေပါမပြည့်စုံတာပါ။အတူတူချွေးထွက်အတူတူပင်မန်းခဲ့ရတဲ့လုပ်ဖို့အကန့်ဘတ်တွေကိုမှနာမည်ကြီးသူနဲ့မကြီးသူဆိုပြီးခွဲခြားလိုက်တာကနာမည်ကြီးမှတန်ဖိုးရှိရလားဆိုတဲ့ message ကိုပေးတယ်လို့ဖြစ်သွားစေပါတယ်။တချို့တွေကတော့ပိုပြင်းပြင်းထန်ထန်ဝေဖန်တာပါ။တာဟာနာမည်ကြီးတွေကိုမျက်နှာလုံးပြီးနွမ်းပါးတဲ့နာမည်မကြီးတဲ့ဇက်ဘူဇက်ရံတွေကိုနှိမ်ချဆက်ဆံလိုက်တာပဲဆိုပြီးတော့ရှုမြင်နေကြ ါပါတယ်။တကယ်တော့ဒါဟာသူတို့ရဲ့ကိုယ်ပိုင်ပွဲဖြစ်လို့သူတို့ကြိုက်တယ်လို့လောက်ခွင့်ရှိတယ်လို့ညင်းချက်ထုတ်နိုင်ပါတယ်။ဒါပေမဲ့ပြဿနာကသူတို့ဟာအာမန်လို့မဟုတ်ဘဲပြည်သူလူထုအားပေးရတဲ့အမှုပညာရှင်တွေဖြစ်နေတာပါပဲ။သူတို့ရဲ့လောရတန်ကပြည်သက်တွေပေါ်မှာတည်ရောက်မှုရှိနေပါတယ်။ဘဝဖြစ်ဖြစ်ဟင်းဝင်ရနဲ့ဆိုဖီသင်တို့ရဲ့မိင်္ဂလာဦးမှာပျော်ရွှင်ခြင်းမြတ်တာတန်တွေအစလူမှုရေးရာခွဲခြားဆက်ဆံမှုနဲ့ပတ်သက်တဲ့ ။ဝေဖန်တန်တွင် drama တွေနဲ့အစာပြုတ်လိုက်ရတာကပွဲရှင်တွေအတွက်ရောပရိသတ်တွေအတွက်ပါစိတ်မကောင်းစရာအဖြစ်ပြက်တစ်ခုဖြစ်လာခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရောပရိသတ်တွေရဲ့အမြင်ကရောဘလို့ရှိပါသလဲ။တာဟာမင်္ဂလာပွဲပိုင်ရှင်ရဲ့တည်ထန့်အဆုံးဖြတ်ခွင့်ဖြစ်လို့ဘသူမှဝင်ပြောခွင့်မရှိဘူးလို့မြင်ပါသလား။ဒါမှမဟုတ်နုပညာရှင်ချင်းချင်းလှုပ်ဖော်ခိုင်ဘက်အချင်းချင်းအပေါ်မှာဒီလိုခွဲခြားဆက်ဆံတာကတကယ်တမ်းမလို့တဲ့မဖြစ်တဲ့အဆင့်တန်းခွဲခြားမှုတစ်ခုလို့မြင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။ကျေးဇူး ုပေးခဲ့ကြတဲ့အတွက်တရားရှင်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်